တက်နေမုံကြီးအပိုင်းတက်အချိန်ဟာဖြုတ်ထုတ်တက်လမ်းစဉ်ကိုကျစ်တုံးနေတဲ့ကွန်မြူနိုရဲ့တက်နေလို့အင်အားကောင်းနေချိန်တောင်ငူမြို့ရဲ့နောက်ဖက်ကန်တော်ကြီးနေပြီကိုကုတ်ပင်နဲ့ရှိမှာလူငယ်လေးယောက်စကားရပြောနေကြတယ်လူငယ်လေးယောက်ထဲမှာသုံးယောက်ကဆက်စနစ်ရွယ်ဖြစ်ပြီးတယောက်ကတော့မောင်ကြီးလို့အမည်ရတဲ့ဆလိနဲ့သာရှိသေးတဲ့ကောင်လေးတယောက်ကုသမ်းမြင့် ခင်ဗျားတကယ်ပြောနေရလားမောင်ကြီးတယောက်မယုံကြည်နိုင်တဲ့မျိုးဘော်တွေနဲ့သူ့အခမဲ့အဆုံးဖြစ်တဲ့တမ်းမျိုးမိလိုက်ပြီတကယ်ပြောနေတာမမော်ရာငါရဲ့မြို့ဝင်းရဲ့ဘတ်တဲ့၃ရောင်กว่าဖြစ်ပါမလားအကိုတမ်းမြေဟာတော့ကြာအကိုတို့တက်ပြစ်နေပါဦးမေမောင်ကြီးစကားကြောင့်တမ်းမြေတင်ကကျန်တဲ့ရောက်ပါ ရေမိုးကုန်ကြပါလေငါတို့မတက်ပါဘူးกว่า ဟုတ်ပါမလားဗျာတကယ်ပြောတာမောင်ကြီးကအခုအလန်နီကွန်မြူနစ်တွေတပြေညော့မှာရောက်နေကြတယ်သူတို့ထဲကဘိုးဆက်ရှိရဲ့ကိုအောင်လောင်ကငါတို့ကိုလိုက်ဖို့ခေါ်တာသူအခုကိန်းစိတ်မှာစောင့်နေရဲ့လူခံရှိနေတော့ငါတို့တဲ့ကိစ္စမရှိဘူးလေကွာဟေးမောင်ကြီးငင်းငယ်သွားတယ်ဒီကနေ့သူ့အိမ်ကနေအတော်လေးစိတ်ညစ်ပြီးတမ်းမြေလို့စီကိုထွက်လာခဲ့တာပါ အခုတမ်းမြေလူရှိကိုရောက်တော့အလန်ဒီကွန်မြူနစ်အထယ်ကိုလိုက်သွားတော့မယ်အကြောင်းကြားသိရပြီးပိုလို့တော့စိတ်ညစ်သွားတယ်။နေစမ်းပါဦးမမော်ရာအခုမင်းဟာကောမနာကြီးမုံတော်ပြီးရောက်လာတာဘာဖြစ်လာခဲ့တာလဲဟုတ်ကောင်တန်ခဲလို့နဲ့ရံဖြစ်ခဲ့တာလားတမ်းမြေမေးတာတော့မောင်ကြီးခေါင်းကိုရမ်းခါလိုက်ပြီအမေနဲ့ဖြစ်လာတာဟုတ်တမ်းမြေရဲ့ အမင်းညဘယ်လိုများဖြစ်လာလို့လဲကွာမောင်ကြီးစိတ်ညစ်ညူစာနဲ့ခေါင်းတပြေးပြေးကုတ်လိုက်မိတယ်အမေဗျာကျုပ်ဇီးဝယ်ခိုင်းတာအင်းဒါနဲ့အဲ့ဒါနဲ့ကျုပ်ကတော့ဝယ်တာလေပစ္စည်းမောင်းဝယ်လားလို့ကျုပ်ပြန်ကလေးခိုင်းလိုက်တယ်ဘာဝယ်ရတာမို့လို့လဲမာဆလာဝယ်ခိုင်းတာကျုပ်ကစနစ်မဟုတ်ဝယ်လိုက်မိလို့အာဖြစ်မောင်ကြီးอ่ะ တမ်းမြင့်တို့တုံးရောက်ရေမောကြတယ်။မုံကြီးကတော့မရေနိုင်ဘူး။အလွန်မဲခန့်ပြင်းစိတ်လိုဖြစ်ပေါ်နေရတဲ့မျက်နာတင့်မာနေတယ်။မင်းအဲ့ဒီလိုမှမှာတော့အမေကစူတော့မှာပေါ့။စူတော့ကျုပ်လက်ခံနိုင်တဲ့အကူတမ်းမြင့်ရေဟာဟုတ်တယ်လေ။ကျုပ်မလို့စူတော့ကျုပ်လက်ခံနိုင်တယ်။အခုကကျုပ်အမတွေနမတွေအကြနေပြီ။ကျုပ်ကတော့ဆောက်သုံးမကြဖြစ်နေတာနင်းမတွေ ညီမတွေထမီးဝတ်တာထားတော့လို့ဆိုတယ်။ဟာလူကြီးကစိတ်တော်ပြောမှာပေါ့မောင်ကြီးอ่ะ။မောင်ကြီးတို့မိသားစုမှာငွေရှင်၄ယောက်ရှိပြီးအမတစ်ယောက်နဲ့ညီမတစ်ယောက်ရှိရဲ့။မောင်ကြီးကဒုတိယမြောက်ယောက်ျားလေးဆိုတော့သူ့တယောက်တည်းပါတာ။မောင်ကြီးရှိမှာကအဖေမရှိတော့ဘူး။အဖေကစစ်တင်တော့တိုက်ပွဲကြတာခဲ့ပြီ။မောင်ကြီးဖေကဗမာတပ်မတော်ရဲ့ဘိုးတင်တဲ့အမတ်စဉ်၃ ဖို့တယောက် နောက်ပိုင်းနှစ်တွေမှာအလဲကွဲဆက်တွေထဲပေါ်ဝင်ပြီးတော့တော့ဟုတ်သွားတယ်ခဲပါခဲ့တယ်လို့သိရတယ်။အဲ့ဒီတော့မောင်ကြီးတို့တွေကလည်းတော်ထဲလိုက်ခဲ့ရသေးတယ်။နောက်တော့အဖေပြတ်သူတိုက်ခွဲကြခဲ့ပြီးသူတို့မိသားစုလည်းနှူးစီပြန်လာခဲ့ကြတာပါ။အခုလက်ရှိတော့အမေဖြစ်သူကသာနောက်အိမ်တော်မတူပဲမောင်ကြီးတို့မောင်နှမလေးယောက်နဲ့အတူရှိနေပေးခဲ့တာရဲ့။မောင်ကြီးရဲ့အမေကစစ်တွေမှာ ော်လင်းမှာစက်တာမရအဖြစ်ဖြတ်တာခဲ့ရသူဆိုတော့ကိုယ်တိုင်ကိုကြလက်နက်ကင်မှုတို့စိတ်ဓာတ်လည်းစက်သားဆန်တယ်လေစကားပြောပြတ်တယ်လို့မာထန်တယ်ကျုံလက်မခံနိုင်ဘူးကိုတမ်းမရကျုံအသုံးမချဘူးလို့စူပူတာကိုကျုံလက်ခံနိုင်တယ်ထမီဝော်ထားဆိုတာယူတော့ကျုံလက်မခံနိုင်ဘူးမောင်ကြီးကပြောပြောဆူဆူပဲသူ့လက်ထက်ကင်လာတဲ့ဆင်းလင်းမုတ်ထုတ် လက်ဖြတ်ကြည့်လိုက်တယ်။အခုလေကျုပ်သွားလဲတဲ့။ကျုပ်မလဲဘဲနဲ့အကိုသမ်းမေးလို့ရှိဘူးအပြေးလာတာဗျာ။အခုတော့မောင်ကြီးတန်ကခံမင်းစိတ်တွေဝမ်းနဲ့စိတ်တွေရောပြောနေတယ်။တမ်းမင်းတို့တော့ရောမောင်ကြီး ကိုကိုချင်းစာမိသွားကြတယ်။သူတို့အားလုံးထဲမှာမောင်ကြီးကအငယ်ဆုံးမိသားစုမွေးချင်းထဲမှာယောက်ျားလေးအဖော်မပါတာမို့မောင်ကြီးကလည်းသူတို့ကိုအကူအရင်းချလို့ အတော်ချစ်တာပဲမင်းဘာစစ်လို့မလဲမောင်ကြီးတမ်းမရမေးလိုက်တယ်မောင်ကြီးကအအောင်ကြိတ်လိုက်လေပြီအမေကယောက်ျားဆိုတာတက်ရဲ့ဖြက်ရဲ့တက်ရဲ့ခက်ရဲ့မှတတိရှိတာယောက်ျားပြီးသားလားလို့ထင်နေတယ်ကျုပ်တက်တည်ပြခြင်းမိတယ်မောင်ကြီးကစကားကိုဒေတော့မစုံမဲတမ်းမြင်နားလည်လိုက်တယ်မောင်ကြီးမင်းကငယ်တော့ငယ်သေးတယ်ကွာ ဒါပေမဲ့ကိုအောင်လောင်တော့ငါပြောကြည့်ပေးမယ်။ရတယ်ဆိုမင်းငါတို့နဲ့အတူလိုက်ခဲ့မယ်မလား။အခုတည်းမြင့်တကယ်ပြောရလား။အေးမင်းသားလိုက်မယ်ဆိုရင်တကယ်ပြောတာပေါ့ကွာ။လိုက်မယ်ဗျာလိုက်မယ်လိုက်မယ်။မောင်ကြီးမင်းသားပြုံးရှင်သွားတယ်။ဘာပဲဖြစ်ဖြစ်သူ့အိမ်မပြောင်းတော့ဘူး။ကိုအောင်လောင်ကိုလည်းမယမကပြောပြီး to community ကိုလိုက်သွားတော့မယ်လက်ထဲစနစ်မုတ်အထုပ်လေးကိုမြေပြင်စီပြစ်ချလိုက်တယ်ပြီးတော့ခြေထောက်နဲ့ဖိနေချေလိုက်ပြီးတမ်းမီလိုနဲ့အတူ၄ယောက်သားအောင်းလောင်နဲ့ဂျင်းစုထားရကင်းစိတ်ရွာစီကိုထွက်ခဲ့ကြပါတော့တယ်မောင်ကြီးကို၄ယောက်ကင်းစိတ်ရွာရောက်တော့ကိုအောင်းလောင်ကအသက်၄၂သာရှိသေးတဲ့မောင်ကြီးအတွက်သူရောက်အောင်ပြောပေးမယ်ဆိုပြီးကတိပေးတယ် ကင်းစိတ်ရောမှာတပတ်လောက်ကြာနေကြချင်းကိုအောင်လောင်လူတက်လာစုတာမှာမောင်ကြီးတို့ပါဝင်အယောက်20လောက်ရတယ်။ကင်းစိတ်ကနေထွက်တော့တပ်ဖက်စစ်ကြောင်းတွေကိုဆောင်စားနိုင်ဖို့9ရောက်တတ်တော့3ရောက်တတ်ထွက်သွားကြတယ်။ကပောင်းချောင်းအထက်ဘက်ကကြေယိုးပင်ရွာအနောက်ဘက်မှာ ပြန်ဆောင်ရှိဖို့တတ်မှတ်ထားတယ်။စင်စိတ်ဘက်ကနေကပောင်းချောင်းကိုဖြတ်ကူပြီးတပတ်ကံတော့ဖို့ရွာအနေနဲ့ တပေါင်လမ်းကြီးတိုင်းသွားကြရတယ်။မောင်ကြီးတို့ဖွဲ့ထဲမှာသူတို့လေးယောက်ပြင်နိုင်ကြီးဆိုတဲ့နေရွက်ဘက်ကတယောက်လည်းပါဝင်လာတယ်။အကုန်လုံးလူငယ်တွေတနေ့ကိုကင်ရှင်လိုက်တမလက်တွေကိုရားလို့ခက်ကာလာအဖြစ်သူတို့နေတိုင်းဟာတောင်ဝမျိုးရှိမှာလက်နက်ကင်တို့နဲ့နင်းနင်းဆက်ဆက်ရှိတဲ့အနေသားရှိသူတို့အနေနဲ့ဝင်ရောက်ရမဲ့လက်နက်ကင်ဖွဲ့တို့နဲ့နေရလဲအများများရှိတယ် သက်သက်ပါဝင်ဖို့ဒီထဲမှာမှဘာကြောင့်သူတို့တွေအခုလိုအလံမြီကွန်မြူနစ်ကိုမှရွေးဝဲတာလဲဆိုတာတော့ဘယ်သူမှရေရဖြေနိုင်မယ်မထင်ဘူးဖြစ်နိုင်တာကတော့စက်တွေမီယာဝင်လိုက်ကြတာလို့ပဲထင်တယ်ချီချင်းကြီးနဲ့နည်းမြောက်မှာပဲပကိုးရုံမှအခြေကတပြင်းညိုမောင်ကြီးတို့ရောက်ရှိကြနေပြီကွန်မြူနစ်တွေကသူတို့ရောက်ပြီးနောက်တည့်မှာဖြူးနယ်ပင်ရှိရုံးမအတွင်းစကန်ရှိကိုပြန်ရမယ်လို့သိရတယ် မောင်ကြီးတို့စားရောက်ကလေးကပုံစံတကျရှိရင်အကြောင်းပြပြီးအချင်းကြကြတန်းစီလိုမတ်တက်ရခိုင်တာမျိုးအချင်းကြကြလက်ထောင်းပေါက်ရှိစေတာမျိုးပြီးတော့ခမင်းစားဆံမှာလဲတဝမ်းတစ်ခါတည်းစိတ်ရင်ညီတူညီရှိစေဖို့ကြီးရဲ့ချင်းနဲ့ငပြောဖက်စီမှာခမင်းပုံပြီးစားတော့စေခဲ့တယ်လူအင်အား20လောက်ကိုငပြောဖက်စီမှာစုပေါင်းတွေ့တဲ့အခါမှာကျတော့မောင်ကြီးတို့တကယ်ခက်ခဲရတယ်သူကအားလုံးထဲမှာအငယ်ဆုံး ခန္ဓာကိုယ်နဲ့နဲ့အသေးဆုံးဆိုတော့အတင်းကားရောလူရဲ့ရောထွေးမှုတွေရှိမှခမင်းတဆုပ်ရဖို့ခက်ခက်ခဲရုပ်ခံနေရတယ်။တကြိမ်ရတဲ့အခွေရေရှိမှလည်းလက်နက်ဖက်နဲ့ခမင်းအရာဆုပ်ပြီးအလဲလဲအကွက်ကွက်နဲ့လူလိပ်ပြန်ထွက်လာပြီးတစ်ဖက်စီမှာစားရတယ်။ရရှိလာတဲ့ခမင်းလေးလက်နက်ဆိုဟာမောင်ကြီးလိုလူတယောက်ဖို့ဝမ်းဝါဖို့ဘယ်ရှိပါမလဲ။ဒါပေမဲ့လည်းမတက်နိုင်ဘူးလေ။သူတို့အကျက်သူတို့လမ်းစဉ်မဟုတ်လား။ မောင်ကြီးအမေလည်းနဲ့ဆုပ်ရပြီးနောက်တော့ထမင်းပုံလေးကိုပြောင်းဝင်ပြီးလူရမှုမပြုတော့ဘူးခက်လက်လက်မှသွားထိုင်ပြီးထမင်းစားနေရသူတွေကိုကြည့်နေမိတယ်။မောင်ကြီးအနာခေါ်တန်းကြောင့်မောင်ကြီးကြည့်ပြီးတော့သူတို့စုစည်းခေါ်ဆောင်လာတဲ့ကိုအောင်လောင်၊ဗျာဖူကြီးဒီပုံတိုင်းဆို မင်းနေ့ရိုက်ထမင်းငယ်ပြီးတေးလိမ့်မယ်။အိမ်ပြန်ကြည့်တလား။မောင်ကြီးမဆိုင်မတော်ပဲခေါင်းခိုင်ရလိုက်ပါလေ။ ချုပ်ပြန်ချင်စိတ်တော့ဖြစ်မိတယ်။ဒါပေမဲ့အမိတ်စိတ်ထဲမှာချုပ်ကအသုံးမကျတဲ့ကောင်းဆိုတော့ဘယ်တော့မှထပ်ပြီးအထင်မကန်နိုင်ဘူး။ကိုအောင်လောင်တပင်းချလိုက်တယ်။မင်းတို့ကတက်နီတက်တာဖြစ်ခေါ်လာခဲ့တာမောင်ကြီး။တက်နီဆိုတာကွန်မဲတို့အကြမ်းမတမ်းလှုပ်ရကန်ရမှာရှိတယ်။အပင်မအစင်ရခံနိုင်ရမယ်။တီမုံမကြောက်ပဲ။တွေးတတာကိုဂုံယူရမယ်။တက်ရရောအောင်ဝဲခံတတ်ရမယ်မောင်ကြီး။ အခုကြုတ်ဘာလုပ်အောင်လဲဘူကြီးမင်းဘာလုပ်ရအောင်လဲဆိုတော့တော့မင်းဘာသာတွေ့ပေါ့ငါအနေနဲ့ကတော့မင်းကိုအကြံပြုနိုင်တာဘိုလ်လုံးနိုင်သူဟာထမင်းဝါနိုင်လိမ့်မယ်ဘိုလ်မလုံးချင်ပဲထမင်းဝါချင်တော့မိဖို့ဆောင်မှာထမင်းချက်ချီပေါ့ကိုအောင်လောင်ကပြောပြတာနဲ့ထွက်သွားတယ်မောင်ကြီးကတော့အောင်လောင်စကားတွေကိုတွေ့ရင်အံ့ကျိတ်လို့ဘာလုပ်ရမလဲဆိုတာကိုသုံးပြချက်ချလိုက်တယ်သုံးပြချက်ချပြီးမှတော့ တစုံတစ်ခုကိုနဘေးပတ်ချလဲရှိမှလိုက်လံစာဝေးကြည့်တယ်။တဘေးလောက်ရှိမဲ့ဝါးချုံတစ်ခုတွေ့လိုက်ရတယ်။မောင်ကြီးဆက်ကနေအပြေးကောက်တဲ့ပြီးတော့သမင်းပုံရှိမှလူရက်စားတော့နေစေဖြစ်တဲ့လူအုပ်ကြီးစီကိုအပြေးတိုင်းခုံဝင်လိုက်တယ်။မမဲမီရောထိုးဆိုင်လို့တတ်ခိုက်ပါတော့တယ်။သမင်းဝိုင်းစီရဲ့အခြေအနေကတော့ချစ်ချင်းရွရွတက်တက်ဖြစ်ကုန်တာပေါ့။အာချစ်မောင်ကြီးနာကျင်ပြပြမှုတွေရောက်ရင်းယူလိုက်တယ်။မြေရောတွေဆက်ပြေပြီးဖွက်မရဘူး။ ခန္ဓာကိုယ်တစ်ခုလုံးစီကနာကျင်မှုတွေကတက်ဆစ်စစ်နဲ့မောင်ကြီးအနီးကပ်ကခေါ်လာတဲ့တဲ့အကိုတမ်းမြင့်တမ်းမဲမောင်ကြီးသိမိပါရဲ့မျက်လုံးတွေကတွေးလေးနေတာကြောင့်ဖွက်လို့ကလုံးဝမရဘူးငါကြီးမတက်တာလားအကိုတမ်းမြင့်ထပ်ပြီးမိလာတယ်မောင်ကြီးခေါင်းကိုအသာနှိမ့်ပြီးတယ်ဘယ်လိုတွေဖြစ်ရတာလဲငါကြီးရာမချိတင်ကဲစကားလဲမောင်ကြီးတုတ်ပြန်ကိုစူးစမ်းလိုက်ပေမဲ့ အတန်တော့ကလေချောင်းစီမှာတက်ဆွနေတယ်။အာခံတွင်စီကပြ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 ရေးစားလောင်ကိုခံစားလာရတယ်။ရေးရေးစားလိုက်တာဗျာ။မောင်ကြီးအာတင်ပြီးရေရောမိတယ်။စကားကြံဆုံးမှာပဲအီးများတဲ့ရေရဲ့အထီးတွေ့ရနှခမ်းများစီကိုရောက်လာထီတွေ့လာတယ်။မောင်ကြီးအငမ်းမြတောက်လိုက်မိတယ်။ကလေးတွေကပူလောင်ချောက်ကပ်နေဘူးကရေအေးအေးရဲ့အထီးတွေ့ကြောင့်တက်တာခဲ့ရပြီ။စိတ်တို့ကပြန်လဲလေးလံလာပြီ။မေးကနေ ပြန်လဲအိပ်ပျော်သွားခဲ့ရတယ်။မောင်ကြီးပြန်လုံးလာတော့ဘလုံးတို့ကလေးပင်နေပေမဲ့ဖွက်လို့ရခဲ့ပြီ။အနည်းရှိမှငုံတုပ်ထိုင်ရင်အိမ်ငယ်နေတဲ့အကူတမ်းမြင်တွေ့ရတယ်။အကူတမ်းမြင်အေးဟေးမောင်ကြီးခေါ်တဲ့ကြောင့်တမ်းမြင်စက္ကနေနိုးထားလိုက်။ငါကြီးမင်းတတိယရပြီလား။တတိယပြီအကူတမ်းမြင်ဘာတွေဖြစ်တာခဲ့တာလဲ။ကျုပ်တကူလုံးလည်းနာကျင်လိုက်တာဗျာ။မင်းဘာမှမမဲဘူးလားမောင်ကြီး။ ကျုပ်ရေးတိတိတော့မမြင်ရဲ့သမီးဝဲတဲ့ကိုကျုပ်ဝါကျုံနဲ့ဝင်ထိုးတာ အေးဟုတ်တယ်မောင်ကြီးမင်းဘလို့ဖြစ်သွားရလဲငါလည်းနားမလည်နိုင်ဘူးကွာမင်းအဲ့ဒီလိုဝင်ထိုးနေတော့၃-၄ရက်လောက်ထိခိုက်တယ်ရရကုန်ကြတယ်ကျန်တဲ့သူတွေကမင်းကိုဝိုင်းဝန်းထုထောင်ကြတယ်မင်းကလည်းမမေ့မြာဝါကျုံနဲ့လိုက်ထိုးနေရပဲငါတို့ကမင်းဘက်ကနေဝင်ပါကြပါတယ်ကိုအောင်လာတို့တွေဝင်ထိန်လာမှပွဲရပြီးတယ်ကွာ မင်းကတော့တရားတဖြစ်ကြီးကြီးမားမားမရပေမဲ့အဲ့ဒီနေရာမှာလေမိလဲသွားတယ်။ကျို့ဒီနေ့တော့မမိလာပါဘူးဗျာ။ဘောင်ကြီးကပြောရင်အဖြစ်ဖြစ်ကိုစစ်စစ်ပေါက်ပေါက်ပြန်လဲတွေးဖို့နေတယ်။တမ်းမြေကတက်ပြင်းချလိုက်ပြီ။ဘာကြောင့်အဲ့လိုလိုရတာလဲမောင်ကြီး။မောင်ကြီးဖြစ်တဲ့မဖြစ်တဲ့စဉ်းစားလိုက်တယ်။ကိုအောင်းလောင်ရဲ့ပြောစကားတွေကိုပြန်ပြီးပြောပြဖို့ရာအဆင်မပြေဘူးလို့ထင်မိတယ်။အကြောင်းတစ်ခုရှိလို့ပါကိုတမ်းမြေက။မောင်ကြီး မယုံမလို့ဖြေးလိုက်တယ်။တမ်းမီကမေလုတ်ရဲ့ကင်ရဲ့လက်စနှလားတော့အကြီးကြီးတွေကအတော်တဘောကြသွားတယ်လို့ကိုအောင်လောင်ကလာပြောတယ်။အစားသူတို့တွေမင်းကိုတခုခုအပြစ်ပေးလာမယ်လို့ငါတို့ထင်ကြတာ။ဒါပေမဲ့သူတို့ကဘာမှမပြောပဲမင်းကိုစေကူတာပြီးတော့ငါတော့အော်မိတယ်။ကိုအောင်လောင်ပြောမှာပဲ။ဒေရရတဲ့သူတွေကတော့မောင်ကြီးမိမိတော့ကိုအောင်လောင်ကခက်ဖက်ဖက်ထားရတယ်။သူတို့ကလည်း ေးကူပေးထားတယ်ကွာအခုကျုပ်တို့တည်းဘယ်ရောက်နေပြီလဲတတိညွတ်မှာပဲကွာဟုတ်လားအေးကျုပ်တို့ဘယ်တော့လောက်အဖွဲတည်းစီဝင်ရောက်ရမှာလဲဩအေးအေးမမီးတော့မလို့ဒီနေ့ခုကြာမိတယ်ကွာပြောပြပါဦးကိုတမ်းမရမောင်ကြီးတီးလို့စောနေပြီးတော့ကိုတမ်းမရငါတို့အထက်ကတချို့တက်နေတက်တာဖြစ်ပို့มาတယ်ကွာတက်နေတက်တာဟုတ်လားအဲ့ဒါဘယ်လိုမျိုးပြောတာတော့ မသိပါဘူးကွာအထက်ကအခုမှအသက်ဖွဲ့စည်းလိုက်တဲ့ဖွဲ့စည်းလို့ပြောတယ်အထက်ကဆိုတော့ကျုပ်တို့ရဲ့အကြီးကဘယ်သူတုံးဗျဝင်းတော်ဝင်လာတာကျုပ်မသိသေးဘူးမောင်ကြီးကသဘောရိုးတိုင်းပြောတယ်သူ့အနေနဲ့ဝင်ရောက်လာမှုမှလည်းရည်ရချက်ကဖြစ်ဖြစ်မရောမရှိခဲ့တလို့ရောက်ပြီးချိန်မှလည်းဘာမှမသိတာနိုင်စမ်းမရှိသေးဘူးတခင်တန်းထုံးလေကွာသူကအရာအလုပ်ရဲ့ခေါင်းဆောင်ပဲတခင်တန်းတော့ ဒီနာမီအမီတို့ပြောပြောနေတာကြောက်ကြဘူးလေ။ကြားဘူးမှာပေါ့ကွာ။တကယ်ကိုဒိတ်ဒိတ်ကျေနာမီပဲ။မောင်ကြီးခေါင်းကိုငိမ့်လိုက်တယ်။တမ်းမြာသူတိမှတ်တလို့ပြန်ပြောပြနေတာပါ။တကယ်ညမ်းကြတော့သူတို့လူငယ်လေးတွေအနေနဲ့လက်ရှိကွန်မြူနဲတက်နေတဲ့ဝေရောက်လာမှုမှာရည်ရတဲ့ခံယူချက်ဆိုတာတဲ့လက်နဲ့ကံရင်စိတ်တာရှိခဲ့တာမဟုတ်လား။မောင်ကြီးတို့ရှိနေရအခန်းဖြစ်ပဲစီကကြည်တန်ကြရတယ်။ မောင်ကြီးတန်းမြင့်ကိုအောင်လောက်ရဲ့တန်းကျုပ်တို့ရှိပါတယ်တန်းမြင့်ပြန်ပြေးပြီးချင်းကိုအောင်လောက်ကအခန်းထဲကို စာရွက်တရက်ခိုင်ရင်ဝင်လာခဲ့တယ်တန်းမြင့်နဲ့မောင်ကြီးကိုတက်နေတက်တာဖြင့်ရီးချက်ထားတယ်။ဗျာ။ဗျာမင်းနဲ့မင်းတို့နဲ့သူနောက်ထပ်၅ယောက်ရီးခံထားရတယ်။အားလုံးပေါင်း9ယောက်။မနေ့ပြန်ကိုကင်ရာကြီးမှာမင်းတို့အတွက်စုရက်လုပ်ထားတယ်။မင်းတို့အဲ့ဒီသွားရမယ်။ ိန်နှန်းတက်ဖို့လာခေါ်တဲ့အထိစောက်ပြီးမင်းတို့လိုက်သွားရဟုတ်ကဲ့ဘူးမောင်ကြီးဖြေလိုက်တော့ကိုအောင်လောင်ကပြုစာကြီးတာပြောပြပြီးမို့ပြန်ထွက်သွားပုံဟန်ပြေတယ်ဘူကြီးကျုပ်မေးလို့ရမလားအေးမေးလေတက်နေဆိုတာဘာကြီးလဲကျုပ်တို့ကဘူကြီးတို့လိုကွန်မြူနယ်လက်နက်ကင်ဖြစ်နေတာလေမောင်ကြီးရဲ့မိခေါ်ကြောင့်ကိုအောင်လောင်ရဲလိုက်တယ်မင်းတို့အခုသွားမယ်တက်နေဆိုတာငါတို့ရဲ့အစစ်မြစ်တဲ့လုတ်ရဲကိုင်ရဲ တည်ရဲ့တည်ရဲ့တူတွေပဲအခေါ်ပြုတဲ့အထူးကုန်ပဲတို့တက်ဖဲကွာဗျာမောင်ကြီးကတတ်မြစ်ပါပါဇက်ဟောတာဖြစ်ကုန်ကြရတယ်ကိုအောင်လောင်ကတော့အနာထွက်ခွာသွားခဲ့ပြီပေါ့နေလေကြတော့မောင်ကြီးတို့တွေကိုအဆောက်အအုံချို့နဲ့ကရင်ကြာကြီးစီကူးလူကြရတယ်တုံးရဲထဲမှာလည်းတညာအိတ်ကြရတယ်အစိုးရစစ်တပ်ရဲ့စစ်ကြောင်လှုပ်ဆောင်မှုရှိနေတာမို့ညာဘက်မင်းမတော့ရဘူး တပည့်တွေအောက်မှာပဲအဆင်ပြေတယ်လို့အိတ်ကြရတယ်။တက်ညီတို့ရဲ့ပြောတန်ကြမိတလို့တော့ရုံးမတွင်ရသူတို့ဆက်စကန်စီကိုတွားနေပြီလို့သိရပြီးအဲ့ဒီကိုရောက်ရင် သုံးလသာတင်တဲ့ကိုမောင်ကြီးတို့တယောက်တင်ကြရမယ်တဲ့။မောင်ကြီးကတော့အငယ်ဆုံးပေမဲ့လက်စလက်နာရှိတယ်ဆိုပြီးတက်ညီဖြစ်ထိတ်ဆိုးရရွေးခဲ့တာလို့သိရတယ်။နေပေါ်တဲ့အချိန်ထိမနာတမ်းခီးစင်ကြပြီးချောင်းတစ်ခုကိုဖျက်ပြီးချိန်မှာတော်တဖက်ကန်က တက်နေတော့တင်တန်းပြရစကန်ငယ်ချီကိုရောက်ကြရပြီစကန်ကရောက်ပြီးခဏကြာ အမောပြီပြီချိန်မှာတော့မောင်ကြီးတို့ထမင်းကြွေရတယ်ထမင်းနဲ့အရွေ့အရွေ့တမျိုးရဲ့ငါ၆ကျော်ရဲ့စားကြည့်ရတယ်စားကြရတယ်ခီးပန်းလာတော့ဘသူမှထမင်းစားမဝင်ကြဘူးထမင်းစားပြီးနောက်ခဏနာကြရတယ်ညာဘက်ကျတော့မောင်ကြီးတို့ခုနှစ်ယောက်လူစုကိုတန်းစီစီပြီးတန်းနေကောင်းဆောင်တယောက်ကဩဝါဒစကားပြောတယ် တက်နေဖွဲ့စည်းရတဲ့ရည်ရွယ်ချက်မှာနိုင်ငံတော်အတွင်းကအဖြစ်ဖို့လောက်ကောင်းမြောက်တူတူဝဲဝဲနဲ့ဆင်းလင်းဖို့ရဖြစ်ကြောင်းဖြုတ်ထုတ်တက်လမ်းစဉ်အဓိကကျက်တုံနေတဲ့မိမိတို့ကွန်မြူနတီပါတီအတွက်တော့အခုတက်နေဖွဲ့စည်းရအခေယာကြကြောင်းတွေပြောကြပါတယ်။မောင်နီတို့ဘယ်လိုတင်နှံပြီးမယ်ဆိုတာကိုလည်းအရေးအပေါ်ပြောကြတယ်။တင်နှံစမယ်အကြောင်းကိုလည်းပြောကြပြီးတော့တန်းစီချင်းပြီးဆုံးခဲ့လေ။ မောင်ကြီးတို့ခုနှစ်ယောက်ကိုထင်းတို့အချို့ကိုအမဲလော့အများနဲ့ဖျက်တော့စေတယ်။မောင်ကြီးနဲ့လော့ဆိုင်တဆိုင်ကြတော့သူကဘိုင်းဆိုတဲ့ကိုသားတယောက်မောင်ကြီးတက်တော့ကိုနှစ်လောက်ကြီးတယ်။မောင်ကြီးနဲ့ဘိုင်းစကားစာမြည်ပြောကြရင်အတော်ခင်မင်းသွားကြတယ်။အကူမရှိတဲ့မောင်ကြီးအတွက်တော့တမ်းမြစ်ဖြစ်ဘိုင်းကိုပါခင်မင်းသွားမိရပြန်ပေါ့။ခင်မင်းဖျက်တော့ပြီးနောက်မှာတော့ ချောင်းစီကိုဆင်းပြီးရေချိုးတယ်။ရေချိုးတမင်းစားညပိုင်းအောင်တော့စားစားတချို့လာပေးတယ်။ကွန်မြူနယ်ပါတီရဲ့လမ်းစဉ်နဲ့လက်ရှိနိုင်ငံရေးပေါ်တုံ့တက်ထားတဲ့အယူဝါဒဆိုင်ရာစာဆောင်တွေမောင်ကြီးတို့ အားလုံးစိတ်ဝင်စားဖတ်ကြည့်ကြတယ်။စာဆောင်များဖတ်စုပြီးနောက်မှာတော့မောင်ကြီးတို့အားလုံးအိတ်ဆက်ကြရပါတော့တယ်။အပိုက်တဲ့ပြီးပါပြီခင်ဗျာ။ ကွေးလေးဟိပါတော့ခင်ဗျာကျွန်တော်လည်းပြင်မှန်းတော့ပါပြီ